ာဆင်နယ်တင်းအတွက်ဆက်စကိုရဲ့ပြောင်းရွှေ့ခြေကိုဈေးလျှော့ပေးမဲ့လိုက်ရဲ့အင်္ဂလန်ပရီးမီးယားလိထိုက်တန်းကအာဆင်နယ်တင်းရဲ့ပြင်းမှန်ထားခြင်းခံရတဲ့ဂျာမန်ဘွန်ဒေါလီကာကလပ်လိုက်စစ်တက်ရှိမှုဘတ်ချမင်ဆက်စကိုရဲ့ပြောင်းရွှေ့သတင်းတွေဟာဒေနီယယ်ရဲ့ကြီးဆုံးသတင်းတွေကတခုဖြစ်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီအစောပိုင်းကထုတ်ပေါ်ခဲ့တဲ့ဇင်းတို့မြန်မာမှုတွေကြောင့်အနေနဲ့ရက်တက်နေခဲ့ပေမဲ့လိုက်စစ်တင်ရသူတို့ရဲ့တိုက်စစ်မှုဆက်စကိုအတွက် မူလတောင်းဆိုထားတဲ့ပြောင်းရွှေ့ခြေကိုလျှော့ချပေးဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းယုံကြည်ရတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာလာမယ့်အချိန်အတွက် Premier League ဘလောက်ကိုစိန်ခေါ်ဖို့ပြင်ဆင်နေတဲ့ Arsenal အသင်းအတွက်အဓိကအခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကနာရီယာဒီနီယာလီပြောင်းရွှေ့မှာတိုက်စစ်ပိုင်းကိုပြင်းပြင်းထန်ထန်အားပြေးဖို့ဂျိုးပန်းနေတာကိုရှင်းရှင်းလင်းလင်းတွေးရပါတယ်။သူတို့ကထောင်တိုက်စစ်မှုနေရာအတွက် Sporting Lisbon က Beta Chugara နဲ့ Leipzig က Benjamin Sesko တို့နှစ်ဦးစလုံးကိုအဓိကပြင်းမှတ်ထားပြီးခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။ပြီးခဲ့တဲ့ရာသီလလုံးက Premier League ဘလောက်ကိုလက်ကမ်းလုံးမှာလွဲချော်ခဲ့ရတာကြောင့် လာမယ့်ရည်မှာတော့အတင်းရဲ့ Golden Swan ကြီးပုံပုံမြင့်တင်ပြီး Champions League ကိုအပြိုင်ဆိုင်စင်ကောနိုင်မှုတွေအထောင်တိုက်စစ်မှုတွေတူအုပ်ကိုမဖြစ်မနေလိုအပ်နေတယ်လို့မီဒီယာမီကဲအာဂျီတာနဲ့နီစနစ်အဖွဲ့ကယုံကြည်ထားတာကြောင့်ဒီလိုကြိုးပမ်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ဒီလိုအထောင်တိုက်စစ်မှုကောင်တူအုပ်ရှိခြင်းကအတင်းရဲ့တိုက်စစ်ကစားပုံ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 ပြည့်စုံနေပြီးကြိုင်မက်ခန်းစည်းတွေတော့ပုံပုံခက်ခဲစီမှာပဲဖြစ်ပါတယ်။ Vita Chukwuera အတွက်ဆိုရင် Arsenal အတင်းရဲ့ Sporting အတင်းနဲ့ကနအူးပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးပထမဆုံးကမ်းလှမ်းမှုဖြစ်တဲ့ Euro 95တန်းနဲ့ထပ်ဆောင်ပေးချေမှု Euro 70တန်းပါဝင်တဲ့ကမ်းလှမ်းမှုကို Sporting အတင်းကချက်ချင်းဆိုလိုညှိပေးခဲ့ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ Sasco ရဲ့အခြေအနေကတော့ပိုပြီးအလားလာကောင်းနေပါတယ်။ ကကြေးတင်ရခုချိန်မှာဆက်စကိုအတွက်ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်၊ချဲစီအသင်းစားတဲ့အသင်းတွေစီကနေကံလန်းမှုတွေအများကြီးလက်ခံရရှိနိုင်ပေမဲ့လည်းကစားသမားကိုယ်တိုင်ကနီးပြအာတီတာရဲ့အာဆင်နယ်အသင်းကိုပြောင်းရွှေ့ခြေစိမ်ပြင်းပြနေတာကအဓိကအားသာချက်တစ်ခုပဲဖြစ်ပါတယ်။ကစားသမားရဲ့ဆန္ဒကပြောင်းရွှေ့တစ်ခုကိုဖိမောက်စေဖို့ရည်ကြီးဆုံးနေတဲ့အချက်တစ်ခုပါပဲ။ဒီလာဆောပိုင်းတော့ကထပ်ပေါက်တဲ့တဲ့ဒီနေ့ရလက်ချစ်တင်ရဘက်ဂျမင်ဆက်စကိုအတွက်မိုးပြန့်ဇေနုတစ်ခုဖြစ်တဲ့ယူရိုတန်း၈ဆယ်ကနေဒီရကြားတီတောင်းဆိုနေတယ်လို့ဂျာမန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။အာဆင်နယ်ဘက်ကတော့ဒီလောက်ပမာဏကိုပေးချေလို့ခြင်းမရှိတာကြောင့်ဆွေးနွေးမှုတွေကရပ်ပေါင်းများစွာရပ်တန့်နေကြတာပဲဖြစ်ပါတယ်။ အာဆင်နယ်တရဘန်နာရေးရဒတိထားသုံးဆွဲတတ်တဲ့အတင်းဖြစ်ပြီးဇာသမာတို့အတွက်လွန်ကဲတဲ့ဈေးနှုန်းတွေကိုရှောင်ချလိုပါတယ်။သူတို့ကဇာသမာတို့အကြီးစီးရဲ့တန်ဖိုးကိုအမြဲတမ်းမျက်မျက်သာသာသတ်မှတ်ပြီးခေါ်ယူလေးရှိပါတယ်။ဒါပေမဲ့ရပ်ပေါင်းများစွာလှုံ့ဆော်မှုမရှိခဲ့တဲ့နောက်မှာတော့လက်ရှိတရန်သူတို့ရဲ့ပြောင်းရွှေ့ခြေတောင်းဆိုမှုနဲ့ပတ်သက်ပြီးစိတ်ချလိုက်ပြီးဖြစ်ကြောင်းဇာမထိတ်တန်းကလပ်ဘလစ်သတင်းစာကဖော်ပြခဲ့ပါတယ်။လက်ရှိတရန်အခုကမှယူရို190ကားသာပိုပြီးလက်တွေ့ကျတဲ့ဈေးနှုန်းဖြစ်လိမ့်မယ်လို့ဆုံးဖြတ်ခဲ့ကြကြောင်းသိရပါတယ်။ဒီလိုဈေးနှုန်းဆော့ချလိုက်တာဟာအာဆင်နယ်အတွက်ဆက်စကိုကိုခေါ်ယူဖို့ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်လာစေပါတယ်။ယူရို190ဆိုတဲ့ပမာဏဟာ အာဆင်နယ်ရဲ့ဘန်နာယေးမူဝါဒနဲ့ကိုက်ညီနိုင်ပြီးအပြောင်းအလဲကိုဖျင်းဖျောက်စေဖို့ရင်ကားထက်အများကြီးနှိဆက်လာသေးပါတယ်။ဒါပြင်ဆက်စကိုရဲ့ရည်သွင်းတဲ့အလားအလာကိုထောက်ချမယ်ဆိုရင်ဒီချိန်တော့အတင်းတင်းနဲ့လို့လည်းတတ်မှတ်နိုင်ပါတယ်။ဆိုအားဖြင့်ဆက်စကိုရဲ့အာဆင်နယ်ကိုပြောင်းရှင်းခြင်းနဲ့စိတ်ဆန္ဒသူရဲ့ထူးချွန်တဲ့အည်သွေးတွေနဲ့လက်ရှိတင်းရဲ့ဇီနိုရှိုးချမှုတွေကအာဆင်နယ်အတွက်ဒီနေရာကြီးတိုက်စစ်မှုခေါ်ယူရေးရည်မှတ်ချက်ကိုအကောင့်ထဲပေါ်ဖို့မျှော်လင့်ချက်တွေအကြီးကျယ်မြင့်တက်လာစေခဲ့ပါတယ်။ပရီးမီယာလီဂ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ရာသီတိအတွက်အာဆင်နယ်တင်းရဲ့သူတို့လိုချင်တဲ့အဓိကတိုက်စစ်မှုကိုခေါ်ယူနိုင်တော့မလားဆိုတာကတော့လာမယ့်ရက်နိုင်ငံအတွင်းမှာဒီပြောင်းရွှေ့တဲ့ပတ်သက်ပြီးနောက်ထပ်ဘလို့တိုးတက်မှုတွေရှိလာအောင်မလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ আমাৰ শুনিব কেতিয়া আমাৰ পৰ্যটক